ရခိုင်ပြည်အနောက်ဘက်ဘင်္ဂလားဒေ့နယ်စပ်မြို့တွေဖြစ်တဲ့မောင်တောနဲ့ဘူဒီတောင်မြို့နယ်တွေမှာနေထိုင်သူမွတ်စလင်9000ကျော်အတွက်အေအေကလူသားချင်းစာနာမှုအကူအညီတွေကိုထောက်ပံ့ပေးခဲ့တယ်လို့သိရပါဗျ။ပြီးခဲ့တဲ့ရက်ပိုင်းမှာပဲမောင်တောကမွတ်စလင်ဘာသာရေးခေါင်းဆောင်တွေနဲ့အေအေစစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့တွေ့ဆုံပြီးနောက်နှစ်ပေါင်းရာနဲ့ချီတက်တန်းရှိတဲ့မြို့မဂျာမီပလီကြီးကို73နှစ်ကြာပိတ်ထားရာကနေပြန်ဖွင့်ခွင့်ပြုလိုက်ပါဗျ။ အဲ့ဒီနောက်မှာပဲအေအေးရဲ့လူသားချင်းစာနာထောက်ထားရေးနဲ့ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံးကအာရခပြည်တွင်လူသားချင်းစာနာမှုအကူအညီတွေရရှိမှုနည်းပါးနေတဲ့မြို့နယ်တွေနဲ့နေရဲဆုံခွာနေရတဲ့ဆစ်ဆောင်တွေအပါအဝင်အခက်အခဲတွေကြုံတွေ့နေရတဲ့ပြည်သူတွေကိုစာနာရေးကအမိုးအကာငွေကြေးနဲ့တခြားလိုအပ်တဲ့အကူအညီတွေကိုထောက်ပံ့ပေးခဲ့တာပါ လက်ရှိအာရခတတော်သိမ်းပိုက်ထားတဲ့ဘူဒီတောင်နဲ့မောင်တော်မျိုးနယ်တို့မှာရှိတဲ့မွတ်စလင်တွေနဲ့ရခိုင်လူမျိုးတွေရဲ့အတူရှင်တွဲနေထိုင်မှုဟာကောင်းမွန်တဲ့အလားအလာရှိတယ်လို့ရခိုင်လူခွင့်ရေးကာကွယ်မြင့်တင်သူများအသင်းရဲ့ဒါရိုက်တာဦးမြတ်ထွန်းကသုံးသပ်ပါတယ်။ရခိုင်နဲ့မွတ်စလင်ရှိကိုဆက်ပြီးတော့အတူတူရှင်တွဲနေတယ်ဘူဒီကတော့ဒီလိုပုံစံမျိုးဖြစ်နေမှာလို့ကျွန်တော်ပြောချင်ပါတယ်။ဟိုအဲ့လိုမှမဟုတ်ဘဲနဲ့မရှိတဲ့နာမည်ကိုသုံးပြီးတော့ရုံးကြဆိုပြီးတော့သူတို့ဒီ ချမ်းညစ်ပေးပါရင်လုံးဝမယ်ဆိုလို့ရှိရင်တော့သူတို့အတွက်လည်းနင်းလာမယ်ကျွန်တော်ရခိုင်ပြည်သူအတွက်လည်းခိုင်ခိပါတယ်ကြုံရမယ်အဲ့လိုဘယ်လိုမျိုးပေါ့အဲ့လိုကျတော့အခုအတူတူကိုကြီးပြင်းနေတဲ့ရှင်တွေကတော့ဒီအတွင်းထဲမှာရှင်တဲ့မွတ်စလင်တွေကလည်းဒီရခိုင်တွတ်တာကိုလည်းပြီးတော့ဒီဒီအာဘီကိုကြီးလည်းနေဖက်နဲ့တဲ့မင်းနဲ့ပူပေါ့ဆွဲရတာကိုတွေ့ရပါတယ်အဲ့လိုပုံစံမျိုးလုပ်မယ်ဆိုတော့ဒီခိုင်းဒီမြောက်ပိတ်တွေကအလောင်းမြောက်ပိတ်တွေက ူတို့မော်တော်တော့တော်တော်လေးကိုတင်ကြီးအရှင်းတော်မဲ့အရှင်းနေမျိုးတွေ့ရပါတယ်။ဒါလည်းကတော့ကောင်းတဲ့လာလာလို့ပြောချင်ပါတယ်ခင်ဗျာ။အရခတ်တတော်အတွင်းမှာဖွဲ့စည်းထားတဲ့ဗျူရိုအဖွဲ့မှလည်းမွတ်စလင်တွေကိုထည့်သွင်းခန့်အပ်ထားပြီးစစ်ကော်မရှင်ရဲ့ပြည်ပရောက်အဖွဲ့အစည်းတချို့ကလူမျိုးရေးပြည်ပကတွေဖြစ်ပွားဖို့လှုံ့ဆော်နေမှုတွေလည်းရှိတယ်လို့လူခွင့်ရေးလှုံ့ရှားသူတွေကပြောပါတယ်။ အရခတ်တက်တော်ရဲ့လှုပ်ဆောင်ချက်တွေကိုအကောင်းမြင်ပေမဲ့စစ်တပ်ရဲ့လူမျိုးရေးပြည်ပကဖန်တီးဖို့စောင့်ကြည့်နေတာကိုတော့တတိပြုဖို့ရခိုင်မျိုးသမီးကွန်ရဲ့ဥက္ကဋ္ဌဒေါ်ညူအေးကပြောပါတယ်အရခတ်တက်တော်ဒီနဲ့လဲသူတို့နဲ့ဟိုဆိုတာတဖားတဲ့ဆိုတာမျိုးဖြစ်နိုင်ကြီးရှိအောင်ပေါ့နော်သူတို့လှုပ်ဆောင်နေတာတွေတွေ့နေရတယ်အဲ့ဒါကောင်းသောအလားလာပါပဲဒါမဲ့ တတိထားမယ့်အချက်ကတော့ခုနကကိုသုံးသပ်ပြောသလိုပဲအဲဒီစကားစကြီးရဲ့ကစားခွက်တရားတော့တမျိုးကိုတတိထားမယ့်အချက်ရှိတယ်ပေါ့နော်အင်တာနက်ဆန်စတီဖြစ်တဲ့အရေးကိုကင်တွေ့ရမယ့်အရေးဆိုတော့လေကိုဒီစခိုင်းတတ်တော်ဘက်ကလည်းအင်တာတတိတော့ကြီးကြီးထားနေပါလိမ့်မယ်ဟုတ်ဇူလိုင်နဲ့ဩဂုတ်လနှစ်လတာအတွင်း ဘူဒီတောင်နဲ့မောင်တော်မြို့နယ်နှစ်ခုမှာရှိတဲ့ရက်ွက်ကျေးရွာ၁၀ခုကအကူအညီလိုအပ်နေတဲ့ဘူဆလင်အင်းအောင်စု989စုလူကြီး9004ယောက်အတွက်စာနေရိတ်ကအမိုးကနဲ့တခြားလူအပ်တဲ့အကူအညီတွေကို HDCO ရုံကတာဝန်ရှိသူတွေကအလူရှင်တွေမိဖက်ဒေသခံအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီးစလိုင်လာကနေအောက်ကလအတွင်းအကူအညီထောက်ပံ့ပေးခဲ့တာဖြစ်တယ်လို့သိရပါတယ် HDCO ကထောက်ပံ့ခဲ့တဲ့ရိတ်ခါနဲ့အကူအညီတွေထဲမှာစံ 429အိတာပေါ်လင်248ချက်ငွေသား68သိန်း8000ချက်ကိုဝင်ဆောင်အားစေ209ကနေမျိုးစပါး820တို့ပါဝင်တယ်လို့သိရပါဗျာ။